အေးကဘာညဉ့်ညာရေးကြီးကိုလိုချင်နေဆိုရင်မြတ်စွာဘုရားလမ်းစင်မှာတပါ တခြားလီလိုက်เสียမှာရှိဘူးလက်နဲ့ကြီးတွေတကားကကင်ထားပြီးညဉ့်ညာရေးစကားဆိုးနေတာဟာအလွန်ကိုရဲပွဲရကောင်းတယ်ပေါ့မြတ်စွာဘုရားရဲ့တရားဓမ္မအဆုံးအမနဲ့ကြီးမဲ့ဆိုရင်ချောင်းလုံးမြူခါထိုးပြီးငိမ့်ရဲစကားပြောနေလို့ဘယ်တော့မှရမှာမဟုတ်ဘူး မငြိမ်းချမ်းတဲ့အလုပ်တွေလုပ်နေကြရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးဆိုတာအလွန်ထင်ရှားတယ်ပေါ့။အလုံးဟာတယောက်နဲ့တယောက်အနိုင်ရချင်းနေတယ်ဆိုရင်ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူး။ကဘာကြီးဟာငြိမ်းချမ်းရမနိုင်ဘူး။ယဟန်တန်ဃာတွေကိုတည်ပြီးဆုံးမတဲ့အခါမှာအဟန္တာဂောဝသင်္ဃာမိသမ္ပတောပဋိတံတရံစစ်ပွဲကိုဆင်နွှဲတဲ့ရှင်ကြီးဟာ ရန်သူတွေပြစ်လိုက်တဲ့မြားတံတွေလှမ်းနေလှမ်းချက်တွေမြားချက်တွေဓာတရားတွေအဲ့ဒါတွေကိုအမှုမထားပဲနဲ့ရှေ့ကို အတင်းတက်ပြီးတော့ရန်သူကိုချေမုန်းတာလုပ်တယ်လို့မြားတံတွေကိုတီးမခံနိုင်လို့နောက်ဆုတ်တာမလုပ်ဘဲနဲ့ရှေ့တိုးပြီးကိုလုံးတင်တာလှုပ်သွားတာမျိုးလို့ပဲ။ ငါဟာအများစုရဲ့စော်သားတဲ့ဇကားတွေကိုငါတိခတ်မယ်အဟန္တာဂောဝသင်္ကာမေသပတောပဋိတံတရပြစ်လိုက်လို့ခန္ဓာကိုယ်ပေါ်ကျလာတဲ့မြားဒဏ်တွေကိုဆင်မြောင်ကြီးဟာတိခတ်တယ်လို့ငါဟာလည်းပဲတိခတ်မယ်လူတွေစော်ကားမော်ကားပြောတဲ့စကားတွေမှန်သမျှအကုန်လုံးသိခံမယ် တိခဏေဆိုတဲ့အဓိပ္ပာယ်ဟာဘာတွေပဲလှုပ်လှုပ်အပြုံးမပြည့်နေတာကိုတိခဏေလို့ခေါ်စိတ်ဆွမ်းအားတစ်မျိုးပဲတိခဏမှုဆိုဆဲနေတာကိုပြုံးနေနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပဲဆဲတာကိုအတိမတ်ပြုလိုက်ရင်ပြုံးလို့မရတော့အတိမတ်မပြုဘူးဆိုလို့ရှိရင်ကိုယ်ရင်ထဲမှာအဆဲတွေရောက်မလားအဲ့ဒီလူမြတ်စွာဘုရားက ။ဘာဖြစ်လို့စော်ကားတဲ့ဇာတ်တွေကိုတိခတ်မယ်လို့ပြောတယ်လဲဆိုရင်ဒုတိလောဟိဘောဇနောလောကမှာလူအများစုဟာကိုချင်းတရားပြပြသူတွေဖြစ်တယ်။ဒါကြောင့်မို့သူတို့နဲ့တုဖက်ပြီးတော့ရမဖြစ်ဘူးလို့ဒီလိုအထိပ်ပဲမျိုးရတယ်။နော်။တိခတ်